မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်လ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြဝတီအာရှလမ်းမကိုပြန်လည်ထိန်းချုပ်ရေးအတွက်ကော့ကရိတ်မြို့ကနေထွက်လာတဲ့စစ်တပ်ရဲ့အောင်စီရစစ်ကြောင်းကို KNL ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခတ်ခဲ့ရာစစ်သားအယောက်40ကျော်တိတ်ဆုံးကအချိန်ချင်းတက်ပြန်ဆုတ်သွားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ2ရက်နေ့ကနေ20ရက်နေ့အထိကော့ဂရိတ်မျိုးကနေအာရှလမ်းမကြီးကိုခြေတက်လာနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့စစ်ကြောင်းများကိုကရင်တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကတိုက်ခတ်ချိန်မုန်းခဲ့ရာစစ်သားအယောက်40ကျော်တိုက်ဆုံးပြီးတော့အယောက်40ထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်အတွင်းကနေပြီးတော့ထွက်ပြေးက KNL ပူးပေါင်းတပ်ဖွဲ့ထံကိုအလင်းဝင်ရောက်လာတဲ့လူတွေလည်းရှိတယ်လို့သိရပါတယ်။အခုကော့ဂရိတ်ကနေစထွက်ပြီးတော့အာရှလမ်းကိုတိုက်နေတဲ့အောင်စရာစစ်ကြောင်းတွေကအထဲမှာပိတ်မိပြီးတော့ပြစ်ခတ်နေရတယ်။ တက်ပြန်လန်လိုက်နောက်ပြန်ဆုတ်လိုက်ဖြစ်နေတာငါးခါလောက်တောင်ရှိပြီအာရှလန်ကတော့မွားစာကိုကျဲနေပါပြီစစ်တပ်ရဲ့လေရင်နဲ့ဘုံကျဲလက်နက်ကြီးတွေနဲ့ပြစ်လွန်းလို့အခုဆိုရင်ရစရာမရှိတော့ဘူးအခုကစစ်ကြောင်းမထွက်သေးခင်လေရင်နဲ့ဘုံကျဲခိုင်း drone နဲ့ကျဲခိုင်းနေတယ်ပြီးရင်လူတွေနဲ့ထိုးတက်လာလိုက်အပိုင်ပြစ်ချလိုက်အဲ့လိုဖြစ်နေတာဩဂတ်စ်လ2ရက်နေ့ကနေဒီလ20ရက်နေ့အထိပဲစစ်ခွေးတပ်ကတော့အထူးကအသေးဆုံးကအယောက်40ကျော်90တဲမှာရှိမယ်ဒဏ်ရာရတာတွေလည်းများတယ် ။ဒီရောက်40တောင်မကတော့ဘူး။ပြေးတာတွေလည်းများတယ်လို့ KNLC ရဲ့သတင်းရင်းမြစ်ကပြောပြထားပါဗျ။အဲကြမ်းမှာစစ်ခွေးတက်ကထွက်ပြေးလာပြီးတော့ခိုးလုံးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်များကကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ပေးထားပြီးတော့လက်တလုံးမှာ KNU KNL အနေနဲ့တရားဝင်သတင်းထုတ်ပြန်ခြင်းတော့မရှိသေးဘူးလို့ပြောပါရတယ်။အခုဩဂတ်လကုန်ပိုင်းမှာစစ်တပ်ကမြောက်ရီမြို့ကိုရောက်ရှိရင်းနဲ့အာရှလမ်းမကြီးကိုထိမ့်ချုပ်ရေးအတွာလေရင်နဲ့ဘုံကျဲခြင်း drone နဲ့ဘုံကျဲခြင်းများကိုလှုပ်ဆောင်နေပြီးတော့မြေပြင်ကနေအင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့သိရပါဗါဒါပေမဲ့ KNL ပူးပေါင်းတပ်ဖွဲ့အများရဲ့တိုက်ခိုက်မှုများကြောင်းအထိနာကဒရန်ကူးရွာကိုသာရောက်ရှိသေးတယ်လို့ပြောပါတယ်ဩဂတ်လကုန်မြောက်ဝတီအရောက်ဆိုတာကအခုတည်းကတော့ဒရန်ကူးရွာကနေအာရှလမ်းမဘေးတော်မရောက်နိုင်သေးပါဘူးဘလို့တော့ရုံမှာပြီးတော့တိုက်လာမလဲဆိုတာတော့မတွေးတတ်သေးဘူးနေတိုင်းလိုလိုလေရင်ကတော့တဏီယာမဟုတ်တဏီယာလာလာပြီးကိုကျဲချနေတာဒီအပိုင်းထဲမှာတော့စေခွေးတွေကမိကုံရန်ကုန်တိုက်ရမယ်လို့သတင်းရထားတယ်မြောက်ဝတီကိုရောက်အောင်လမ်းတက်ကရောလမ်းဟောင်းကရော ရရနီးလိုက်နဲ့စစ်ကြောင်းထုံးနေကြတာလို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကြာအင်းစိတ်ကြီးမြို့နယ်မှာဩဂတ်စ်လ22ရက်နေ့ညပိုင်းကဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့အရာရှိတအုပ်ရဲ့နေအိမ်မီးလောင်ကျွမ်းမှုမှာဗိုလ်အဆင့်ရှိသူတပ်ဖွဲ့ဝင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ22ရက်နေ့ည9နာရီခွဲဝန်းကျင်ကကြာရင်စိတ်ကြီးမျိုးအမှတ်9ရက်ကတီရာလမ်းမှာရှိတဲ့ DKBA တပ်ရဲ့ဗိုလ်ကြီးအဆင့်ရှိသူစောလီကပေါ်ထူးရဲ့နေအိမ်မှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဗိုလ်ကြီးစောလီကပေါ်ထူးဟာကြာရင်စိတ်ကြီးမျိုးက DKBA ရဲ့ဆက်ဆံရေးတာဝန်ခံတဦးဖြစ်တယ်လို့လည်းသိရပါဗျ။သူ့ရဲ့နေအိမ်ဟာအုတ်ညက်နှစ်ထပ်အိမ်ဖြစ်ပြီးတော့အိမ်ဆောင်နေတဲ့ DKBA ရိတ်ခါမှုဗိုလ်မဲ့ကြီးဟာမီးစက်နှိုးဖို့အတွက် ဓာတ်စီထည့်နေတဲ့အချိန်မီးထွန်းလာတဲ့ဖျောင်းနိုင်ကနေတဆင့်မီးကူးဆက်ပြီးတော့လောင်ကျွမ်းသွားတယ်လို့သိရပါဗျ။မီးကိုညာ9နိုင်လောက်မှာတော့နှိမ့်တက်နိုင်ခဲ့ပြီးတော့ဗိုလ်ကြီးစောလီကပေါ်ထူးရဲ့နေအိမ်နဲ့ကက်လျက်နေအိမ်တလုံးမှာမီးတဲ့ပါသွားတယ်လို့မီးတပ်တွေစီကသိရပါဗျ။အဲ့ဒီမီးလောင်မှုဟာနေအိမ်ရဲ့အောက်ထပ်မီးဗိုလ်ခန်းတွေက gas o ပောက်ကွဲမှုကြောင့် DKBA ကဗိုလ်အဆင့်ရှိတဲ့ရိတ်ခါမှု ဥမဲ့ကြီးတိတ်ဆုံးသွားခဲ့ပြီးတော့အခြားတပ်ဖွဲ့ဝင်တအူးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမိလောင်မှုနဲ့ပတ်သက်ပြီးတော့တိတ်ဆုံးသွားတဲ့ DKB ရိတ်ခါမှုဘိုးဥမဲ့ကြီးကိုကြားရေးစိတ်ကြီးမြို့မှာရဲစခန်းကအမှုဖွင့်ထားတယ်လို့စေကောင်စီဘက်ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခမောင်။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့မှာစစ်တပ်လက်အောက်ခံပြူစောထီတွေကပဲနန်ပွဲုံပန်းရှင်တအူးရဲ့တမိဖြစ်သူကိုပြန်ပေးဆွဲပြီးငွေကျပ်3500တောင်းယူမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်အခုဩဂတ်စအတွင်းမှာ6မြို့ပေါ်မှာရှိတဲ့ပဲနှံအကြီးစားပွဲရုံပန်းရှင်တအုပ်ရဲ့သမီးဖြစ်သူကိုစစ်တပ်လက်အောက်ခံပြူစောထီးများကပြန်ပေးဆွဲသွားပြီးတော့ငွေကျပ်3500တောင်းယူနေတယ်လို့သိရပါတယ်ညအချိန်6မြို့စိတ်ဖြူနဲ့ပကံညာဦးလမ်းများကိုပိတ်ဆို့ပြီးတော့မြို့ကိုစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတဲ့အချိန်မှာပြူခွေးတွေကအုပ်စုလိုက်ပွဲရုံပန်းရှင်ရဲ့သမီးဖြစ်သူကိုပြန်ပေးဆွဲသွားခြင်းဖြစ်တယ်လို့သိရပါတယ်ပထမတော့ပြန်ပေးဆွဲသွားတဲ့ပြူစောထီးအဖွဲ့တွေက ငွေ3500တောင်းတော့လေနောက်ပိုင်းမှာတော့နှစ်ဖက်ညှိနှိုင်းပြီးတဲ့နောက်3500နဲ့6မြို့ပွဲရုံပန်းရှင်ရဲ့သမီးဖြစ်သူကိုပြူစောတိများကပြန်လဲလွတ်ပေးလိုက်တယ်လို့သိရပါတယ်6မြို့ပေါ်မှာပြူစောတိများနဲ့ပြည်သူစစ်လုတ်ကန်ကြသူများများပြားပြီးတော့ယခုခါမှာပြန်ပေးဆွဲခြင်းစစ်မှုထမ်းအဖြစ်လူငယ်များကိုဖမ်းဆီးပြီးတော့ရောင်းစားနေတဲ့ဈေးကွက်ဖြစ်ပေါ်နေခြင်းစစ်ကြောင်းနဲ့အတူလိုက်ပြီးတော့ခြေရွာများကိုမိရှုဖြတ်ဆီးပြီးပြည်စည်းတွေကိုခိုးယူလူရယူဆောင်ခြင်းတွေကိုပြူစောတိတွေကလုံဆောင်နေကြတယ်လို့သိရပါတယ် ချောင်းမြုပ်ပေါ်ကရဲသမားလူမိုက်တွေကပြူစောတိအလုပ်ပဲလုပ်ကြတာပေါ့ပြူစောတိလုပ်တဲ့ကောင်တွေပေါ်တယ်ချောင်းမြုပ်စလေထိန်ကန်ကြေးပါကိုစစ်ခွေးတက်ကစစ်ကြောင်းထိုးတော့အဲ့ဒီပြူခွေးတွေကဒီကောင်တွေလိုချင်ရာကိုခိုးယူကြတယ်ပြီးတော့ရွာကိုမီးရှို့တယ်အဲ့ဒီရွာကလူရက်လာတဲ့ပြည်စည်းတွေကိုအချင်းချင်းမြို့ပေါ်မှာပြန်ရောင်းစားကြတာပေါ့နောက်တစ်ခါပြူခွေးတွေကလူငယ်တွေကိုစစ်မှုထမ်းအဖြစ်နဲ့ဖမ်းပြီးဘေးနားကဝင်းကျင်မှာရှိတဲ့မြို့တွေကို စစ်မှုတန်းလူသားထိုးအဖြစ်နဲ့လူငယ်တအုပ်ကိုတိန်း90အနည်းဆုံးနဲ့ပြန်ပြီးတော့ရောင်းစားနေကြတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ချောင်းမြုပ်ပေါ်မှာပြူစော်ဒီများကအခုလိုမျိုးပြန်ပြီးဆွဲမှုများနဲ့လူရမှုများလူဖမ်းဆီးပြီးစစ်မှုတန်းအဖြစ်နဲ့ရောင်းစားမှုများကိုကျူးလွန်နေတော့လေရဲတွေကအေးအေးယူနိုင်ခြင်းမရှိဘဲစစ်ခွေးတက်ကလည်းလွတ်လွတ်ရှုထားတယ်လို့ဒေတာကန်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကလူငယ်များကိုတပ်ဖြတ်ပြီးတော့စစ်မှုထမ်းခိုင်းနေတဲ့စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကလူငယ်ဖိုရမ်ကျင်းပခိုင်းပြီးတော့သူကိုယ်တိုင်တက်ရောက်ပြီးတော့အဲ့ဒီဖိုရမ်မှာစကားပြောမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ30ရက်နေ့ကနေစက်တင်ဘာလ1ရက်နေ့အထိရန်ကုန်မြို့မင်းသမားလမ်းမှာရှိတဲ့ MCC စင်တာမှာမြန်မာအနာဂတ်စာမျက်နှာလူငယ်မဟာဗျူဟာဖိုရမ်2025ကို စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ရဲ့စိတ်ခမ်းချက်အရာကျင်းပပြုတ်လုံမှာဖြစ်ပြီးတော့မင်းအောင်လိုင်ကအဲ့ဒီပွဲကိုတိုက်ရောက်ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါဗါးလူငယ်ဖိုရန်ကိုတော့သူကိုယ်တိုင်တက်မယ်လို့လောလောဆယ်တည်ထားရပါတယ်ဖွင့်ပွဲအခမ်းအနားမှာသူစကားပြောမယ်အဲ့ဒီဖိုရန်ကို ပြည်တော်စုအဆင့်ကျင်းပခိုင်းတာဖြစ်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအင်းမြစ်ကရှင်းပြထားပါဗါးအကြမ်းဖက်စစ်ကောင်းစီရဲ့ဝါရဖြန့်သတင်းစာများမှာလူငယ်မဟာဗျူဟာဖိုရန်ကိုပြန်ကြားရေးဝန်ကြီးဌာနအားကစားတဲ့လူငယ်ရေးရာဝန်ကြီးဌာနရန်ကုန်တိုင်းအစိုးရနဲ့စစ်လော်ဘီ ကိုကိုစက်မှုတက်ကတော့ဥက္ကဋ္ဌအဖြစ်နဲ့ဆောင်ရွက်ခဲ့တဲ့မြမပုံရိပ်ဖော်ညွှန်းရေးအဖွဲ့တို့ကပူးပေါင်းစီစဉ်နေကြကြောင်းသတင်းဖော်ပြထားပါတယ်အဲ့ဒီ forum မှာစစ်ခွေးမင်းအောင်လိုင်းကလူငယ်များကိုပြန်လည်စည်းရုံးရန်ရည်ရွယ်ထားပြီးတော့အခြားသောနိုင်ငံများကစစ်တပ်နဲ့အလင်းတဲ့နဲ့ပညာရှင်အမေရိကန်များတက်ရောက်ပြီးတော့စာတမ်းဖတ်ကြားကြမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလူငယ် forum ရဲ့နောက်ဆုံးရက်မှာစစ်ခွေးတပ်ကဥဆောင်လှုပ်ဆောင်နေတဲ့ရွေးကောက်ပွဲအပအဝင်နိုင်ငံရေးလမ်းကြောင်းကိုထောက်ခံတဲ့ကြေညာချက် ထွက်ရန်ရှိတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အခုညတောင်းကျန်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးယုံနေတယ် တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းတရချောင်းမြို့နယ်မှာစစ်ခွေးတပ်ကရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့နေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေလုံဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ22ရက်နေ့မနက်ပိုင်းမှာတရချောင်းနယ်မိုးရွှေကူရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးတွေနဲ့ဝင်းရောက်ပစ်ခတ်ကငါးနေရာထက်မနည်းနေရာခွဲပြီးတော့နေအိမ်တွေကိုမိရှို့သွားတယ်လို့ပြောပါတယ်။တရချောင်းမြို့နယ်တဲကမိုးရွှေကူရွာကိုလက်နက်ကြီးတွေနဲ့ပစ်ပြီးတော့စစ်ခွေးစစ်ကြောင်းတွေဝင်းရောက်လာပါတယ်။နေအိမ်တွေကိုလည်းမိရှို့သွားတယ်။မိခိုးလုံးကြီးတွေငါးနေရာလောက်ကိုခွဲပြီးမြင်နေရတာလို့စစ်တပ်ကရွာကိုမိရှို့တာနဲ့ပတ်သက်ပြီးတော့စစ်ရေးသတင်းရင်းမြစ်တအုပ်ကပြန်လည်ပြောပြထားပါတယ်။ အဲ့ဒီစစ်ကြောင်းဟာဒဝေအခြေစား25ခြေလင်တပ်ရင်ခလိုက်ရ25တပ်ကနေရောက်လာတဲ့အင်အား200ဝန်းကျင်ပါဝင်တဲ့စစ်ကြောင်းဖြစ်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းတွေကကနအူးရောက်နေတဲ့စစ်ကြောင်းတစ်ကြောင်းလည်းထတ်ရှိသေးတယ်လို့ဒေသစီရေးသတင်းအင်းမြစ်ကရှင်းပြထားပါတယ်။စစ်ခွေးစစ်ကြောင်းတွေရွာတဲကိုဝင်ရောက်ပစ်ခတ်ဖျက်ဆီးတာတွေလှုပ်ဆောင်နေတာကြောင့်မိုးရွှေကူးရွာနဲ့စော်ဖျားရွာတွေအပါအဝင်ကျေးရွာ9ရွာကဒေသခံပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့စုံစမ်းသိရှိရပါတယ်။ တဝဲခလိုက်ရ25တက်ကလည်းပါတယ်လို့တရချောင်းဘက်ကလည်းပါမယ်ဗျအများစုကတော့စစ်မှုထမ်းတပ်သားတက်တယ်လို့ယူဆရတယ်လို့ဒေတာရင်းစီရေးသတင်းအင်းမြစ်ကရှင်းပြထားပါတယ်ပြီးခဲ့တဲ့3ရက်လောက်ကလည်းအဲ့ဒီမိုးရွှေကူနဲ့စော်ဖျားရွာတွေနားမှာစစ်ခွေးစစ်ချောင်းကိုတော်လိုင်းတက်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ခွေးတွေဘက်ကအထိနာပြီးတော့လေချောင်းပစ်ကူတွေပါပြီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ